င်ငယ်ချင်းများအားလုံးနဲ့ကိုရိုမာရောမင်္ဂလာပါပဇွန်ဒုက္ခလေးကြုံလို့ပဇွန်လေးကင်နေတာပေါ့နော်ပဇွန်မှာအထွေအထူးပါတာတော့ပဇွန်ခေါင်းထဲမှာတော့ပဇွန်ချီဒုက္ခလေးပါတယ်လက်ကလေးတွေတင်နေဖေးမှာရှိတဲ့အဲ့ခေါင်းထဲမှာရှိတဲ့အသက်ကလေးနှစ်ခုကိုဖေးတယ်ပြီးရင်ကြောယူခွဲပြီးချီချောင်းလေးဖေးတယ်ပေါ့နော်အဲ့ဒါလေးလုပ်တယ်ပေါ့ပဇွန်ဒုက္ခကိုကင်ရဲအဲ့လိုလေးပဲကင်ရတာ ပဇွန်တို့ကင်တဲ့အခါမှာပဇွန်တို့ကိုလည်းမကင်ခင်ရေးတခါတည်းဆေးပါလေနော်ပဇွန်တို့ကင်ပြီးတော့ထပ်မဆေးတော့ပါဘူးရှင်ထပ်ဆေးလို့ရှင်ရှိတဲ့အနှစ်တွေအရသာတွေအကုန်ထွက်မှဆိုးလို့ပါရှင်ပြီးလို့ရှင်နော်စနင်းမုံလေးနဲ့ငံပြားကြီးလေးနဲ့နေပါတဲ့အချိုမှုမထည့်ပါဘူးရှင် ကျမကြီးတော်တော်ဆက်သူကပြောပါတယ်ပဇွန်ချက်မယ်ဆိုလို့ရှိရင်ပဇွန်အသေးပဲချက်ချက်အကောင်ကြီးပဲချက်ချက်ချုံမုံထည့်စရာမလိုပါဘူးတဲ့အငန်လေးပဲထည့်ဖို့ပဲလိုပါတယ်ထုံးစံတိုင်းစီလေးထည့်တယ်စနွင်းလေးထည့်တယ်ချက်တော့ဖြူအနီလေးပါပါလေးထည့်တယ် ကျက်သုံးတော့ကျွအောင်ကျမမကျော်တော့အီအီလေးပဲကြိုက်တယ်အဲ့ဒါကြောင့်ကျက်သုံးလေးအီရဲ့အချိန်လေးကိုပဲပစုံအကောင်လိုက်လေးတကောင်မိတကောင်ထည့်လိုက်တယ်တကောင်မိတကောင်ထည့်ပြီးနော်ကျမငရုတ်ကောင်းမှုန့်လေးထည့်လိုက်တယ်သူ့လည်းအရသာရှိတယ်နော်ငရုတ်ကောင်းကိုအရသာအတွက်လည်းထည့်ကြတယ်ပြီးခဏအဖုံးလေးအုပ်ပြီးတော့ပစုံကွေးငါးနွေးတဲ့နော်စကေပုံလေးရှိတယ်အဲ့ဒါကြောင့်ခဏအဖုံးလေးအုပ်ပြီးတော့ကွေးရလှုပ်လိုက်တယ်မွေးအောင်လို့ကျက်သုံးကြော်လေး ထည့်လိုက်တယ်ပြီးလို့ရှိရင်ပစံတို့ကလေးတွေကိုလှမ်းပေးလိုက်တယ်။ကဲရပါပြီရှင်ကျမကြော်တော့ပစံတို့ကြော်လေးပါ။အားလုံးကျမ်းမာချမ်းသာကြပါစေနော်။